ါတို့အနာမငါတို့အနာလို့သူတို့မလုပ်ဘဲနဲ့ပြည်သူတို့ရဲ့အနာရောဒါသူကသူတို့အနာလို့သတ်မှတ်ပြီးတော့ပြည်သူတို့အနာကိုပူစားဖို့ညှိုးစားတယ်ပြီးတော့မှသူတို့ရဲ့အနာရောတော့တို့တို့ကြီးချိန်ပြီးလုပ်နေတယ်လို့ကျွန်တော်တို့တွေ့ရတယ်။နေပြီးတော့ဆေးဥမာဆိုရင်လည်းရေလင်းလှုပ်ပြီးကြတဲ့အလောင်းတွေပုံထက်နေတာကိုအမြန်ရှင်လင်းဖြစ်တယ်လို့သိရပါတယ်။အောင်မဲမင်္ဂလာပါ MZ ဘာမီမှာပြန်လဲကြိုးစူးလိုက်ပါတယ်ဗျ။ ဟုတ်ကဲ့ကျွန်တော်တို့ဓမ္မချက်တဲ့ညီနောင်တွေးချင်းနေနေကောင်းအဆင်ပြေကြရလားโอเคပထမဆုံးဗီဒီယိုအတိုလေးကိုအရင်ကြည့်မယ်ပြီးမှပြောမယ်နေပြီးတော့မှရှိတဲ့ဆောထနာဆိုင်အဆောက်အအုံပေါင်းလုံးဆောင်လို့ရှိတယ်အလုံးဆောင်လို့လုံးရာနှုန်းပြေပြန်နေလို့ရတဲ့အဆောက်အအုံတလုံးမှမရှိတော့အဲ့ဒီထက်မှပဲအခုလုံးဆုံးမသွားရည်အများကြီးရှိပါတယ်ဥပမာအလုံးသမားအတွင်းဆိုသူ့ရဲ့အတွင်းရုံးငန်းထဲမှာအခုလုံးဆုံးဆုံးမသွားတယ်ပြန်သွားရင်ဆိုလည်းဝန်ထမ်းတွေတနာပါတယ်ထိရအများကြီးပဲဘာတဲ့ပြန်ဆိုဝန်ထမ်းအိမ်ရာ လေးလုံးတရွယ်လေးလုံးတရွယ်လို့ဝနိုင်ရအလုံး၈၀၀ထဲမမဲလောက်ရှိတဲ့ဟာတွေအကုန်လုံးကလည်းနေလို့မရတော့အောက်ပိုင်းနဲ့ပိုင်းထွက်သွားတာစာအုပ်ပြန်ဖြူပြန်ဆောက်မှာပုံကြီးဖြစ်တယ်အလောက်တောင်ပစ္စည်းသွားလဲဆိုရင်နိုင်ငံတကာကလှူထားတဲ့အလှူငွေတွေကျွန်တော်တို့တကယ်ဒုက္ခရောက်နေတဲ့ပြည်သူတွေစီရောက်နိုင်စရာအကြောင်းတစ်စက်မှမရှိဘူးသူတို့နေပြည်တော်ကတောင်ထွက်နိုင်မှာမဟုတ်ဘူးဘာဖြစ်ဖြစ်ကျွန်တော်တို့တော်လိုင်းရေးတက်ဖွဲ့တွေတနက်တစ်ချက်ကြီးတောင်မကုံဝဲနဲ့ အခုလိုမျိုးဖြစ်သားတဲ့အတဲကျွန်တော်တို့တော်လန်ရေးဘက်တော်သားတွေတွဲကတော့ဒါဂုံယူစရာဝမ်းသာစရာပဲโอเคတဘာဝတရားကြီးကိုစောက်ရန်ဂျေဇူးတင်တယ်အဲတော့အကြီးကဲတယောက်ကြီးကဲတယောက်ဆိုရင်သူ့ရဲ့ကားကိုယ်တော်လေးပြီးမှသမင်းစားရင်လည်းအဲ့မှာပဲစားတော့တယ်အခုနော်အသက်ကလည်းကြီးနေပါပြီသူကသမင်းစားတော့အဲ့မှာစားရုံကန်းဆိုလို့ပြောရင်လည်းအဲ့ဒါလည်းသူ့ရုံကန်းပဲဝင်ကြီး level တွေပါဆိုလို့ရှိရင်လည်းသူတို့ရုံကန်းရုံကန်းတိုင်းနေလို့မရတော့ဘူးကားထဲမှာရုံကန်းလောက်ရတာမျိုးနေစသဖြင့်ပေါ့ပြဿနာပေါင်းတော့ချောင်းတော့နဲ့ရင်ဆိုင်နေရတယ်သူတို့လည်းဝင်ကြီးဌာနရဲ့လုပ်ငန်းစဉ်အကုန်လုံးပျက်စီးတယ်လို့ခေါ်တယ် တချို့ကွန်ပျူတာ software တွေပြည့်စုံသွားတယ်ငားကြီးပဲဒါပေမဲ့နိုင်ငံတော်ကြီးကတွေကငါတို့အနာမငါတို့အနာလို့သူတို့မလုပ်ဘဲနဲ့ပြည်သူလူ့ရဲ့အနာရောဒါသူကသူတို့အနာလို့သတ်မှတ်ပြီးတော့ပြည်သူလူ့အနာကိုကုစားဖို့အရင်ကြိုးစားတယ်ပြီးတော့မှသူတို့ရဲ့အနာရောတော့တော်တော်လေးကြိတ်ပြီးလုံနေတယ်လို့ကျွန်တော်တို့တွေ့ရတယ်ဆောက်ပေါက်ကြရတယ်တော့ပြောတယ်ဘောမရီနော်ဒါသူပြောချင်တာကတော့နေပြည်တော်မှာပစ္စည်းဆုံရှုံသွားတာကိုမင်းအောင်လိုင်ကသူ့ရဲ့အနာကိုမသိကြအောင်ဆောင်ပြီးတော့ပြည်သူတွေရဲ့အနာကိုအလေးပေးပြီးဆောင်ရွက်နေတယ်ပေါ့ဘောမရီပြောနေပြောတတ်တယ်နော်โอเคသူပြောသွားတဲ့အထဲမှာ ဘုံမူအဆင့်ရှိတဲ့အကောင်တကောင်ကကားကိုတောင်ထဲမှာထမင်းစားရင်လည်းအဲ့နေရာမှာအိမ်သာတည့်ရင်လည်းအဲ့နေရာမှာနော်ရုံးကန်လည်းအဲ့နေရာမှာအချင်းတွေတော်တော်ဆိုးနေပြီတော့အဲ့ကောင်ပြောတယ်ဘုံမူအဆင့်ရှိတဲ့အကောင်ကဘသူဖြစ်နိုင်တယ်လဲတစ်ချက်မှန်သွားပြီယေရှုတင်တဲ့တဘာဝတရားဤသို့တော့မအားလားယေရှုဆောက်ဖို့နဲ့တကွာဇော်မဲလုံးစိုးဝင်အပေါင်းပါတွေခေါ်မသွားတဲ့အတွက်တဘာဝတရားကြီးကိုအဲ့တခုတော့ကျွန်တော် မကျင့်နိုင်ဘူး DBO လေးကတော့နေပြည်တော်မှာသတင်းအမှောင်ချခံထားရတဲ့နေပြည်တော်ဝန်ထမ်းအရာတွေမှာတထက်လုံးညီကြီးတဲ့နေမြုပ်သွားတာလည်းရှိပါတယ်နေပြည်တော်အခွက်တထောင်နဲ့နှစ်ထောင်အင်အားတွေဆိုရင်လည်းအကုန်ပြုတ်ချပျက်စီးခဲ့ပါတယ်။လူအတေအပြောင်များရှိခဲ့ပြီးမြင်တရားဝင်ပါတစ်ခုမှမကြေညာထားခဲ့သလိုတည်င်းတမာတွေကလည်းတည်င်းယူခွင့်မပေးခဲ့ပါဘူး။ဝန်ထမ်းတွေအနေနဲ့လည်းပါစပ်မဟတ်ရလောက်အောင်ဖြစ်နေပါတယ်။ ဘလောက်တောင်သတင်းအမှောင်ချထားမလဲဗျာသူတို့အောက်ကလူတွေကျွန်တော်ပြောတာကဒီစစ်ပို့ဂျုတ်တေကြီးပဲနေတဲ့အသီးသန့်နေရာလေးပဲတဘာဝတရားကြီးကလည်းပလုံဆိုရင်ကြက်ွယ်ပေးသွားလိုက်ပါလားကျွန်တော်ပြည်သူတွေဘလောက်တောင်စိတ်ချမ်းသာမလဲနေပြီးတော့ဆေးဥမှာဆိုရင်လည်းငလင်လုတ်ပြီးကြတဲ့အလောင်းတွေပုံထက်နေတာကိုအမြန်ရှင်လည်းဖြစ်တယ်လို့သိရပါတယ်မင်းအောင်လိုင်းဆေးဥလာတဲ့အခါမှာလည်းအကုန်ရှောင်ခိုင်းလိုက်တယ်လို့ data ခွင်တွေကပြောကြားချက်ရသိရှိခဲ့ရပါတယ် နိုင်ရတယ်။ဒီပီရိုကဝန်ထမ်းအင်အားတွေပြုကြမှုရှိခဲ့တယ်လို့ကြက်ွက်ထမ်းမှလည်းအထင်နာကြပါတယ်။တာမန်ဝန်ထမ်းတွေကလည်းဒုက္ခရောက်ကြတယ်။အစိုးရဝန်ထမ်းချက်ချင်းတော့ဖိမမှုရှိတယ်လို့စစ်ကောင်စီဝန်ကြီးကလည်းအားပေးဖို့မရှိခဲ့ပါဘူး။ခမားတို့တွေပြောကြင်တာသိရင်တောင်အေးဆေးတိတ်ဝင်မကြတဲ့ဘဝတွေမှာဘာလို့နေနေကြတော့မှလဲ။ကြုံထွက်ခဲ့ကြတော့အဲ့လိုမှမဟုတ်ရင်အချင်းချင်းကိုမအားလောက်ပြန်တမပေးလိုက်ကြပါတော့ကျွန်တော်တို့တောင်းဆိုပါတယ်ကျွန်တော်ပြည်သူတွေလည်းဒုက္ခရောက်တာမခံစားနိုင်တော့ဘူး ခင်ဗျားတို့တွေလည်းခံစားနေရတာကျွန်တော်တို့နားလေတယ်โอเคအားလုံးပဲကျေးဇူးတင်ပါတယ်ဗျကျွန်တော်တို့ရေနောက်ဗီဒီယိုမှာပြန်ဆုံးကြရစေ